ုံကဝေအောင်လန်းစတာတွေကအတိုက်ကြောင့်ပယောဂါဖြစ်နေတဲ့ဝေဒနာရှင်တွေမွေကြိုက်ခံရတဲ့လူနာတွေကိုမေတ္တာတရားလက်ကမ်းထားပြီးကဲတင်ကုသပေးတယ်အဲ့ဒါမေတ္တာပါရမီပြပယောဂါတစ်ခုဖြစ်လာရင် ခံရတဲ့ဝေဒနာရှင်အပေါ်မှာတဏှာကရုဏာစိတ်နဲ့ကုသပေးတယ်ပြုစားတဲ့အောင်လန်းကို လိုအပ်တဲ့အခါနှိမ့်ဆက်ရပေမဲ့မသေးသေးနဲ့ဆိုတာ အမြဲထည့်ပြောရတယ်သူကိုမသေးသေးခြင်းနဲ့ကရုဏာစိတ်အဲ့ဒါကရုဏာပါရမီပြ နောက်တစ်ခါခမည်းတော်လိုလာကြီးလာကလေးတဲ့လူမျိုးတွေကိုထထိုးခြင်းအောင်ဒေါသထွက်ပေမဲ့ငါယူထားတဲ့ပညာကသူတော်ကောင်းပညာပါလားသူတော်ကောင်းပညာယူထားပါလေဘာမဟုတ်တဲ့လူတယောက်ကလာပြောတဲ့အကျိုးမရှိတဲ့အခါအတွက်ယန်ထဖြစ်ဖို့မသိတော့ပါဘူးဆိုပြီးတီးခံရတယ်အဲ့ဒါခန္ဒီပါရမီပြအချို့အကျိုးမရှိတဲ့ဝေဖန်ပုတ်ခတ်စော်ကားမှုတွေကိုမသိကြိုးကြုံလုပ်လိုက်ရတာတွေရှိတယ်အဲ့ဒါဥပ္ပခါပါရမီပြပြီးတော့ ဖယားမှုထားပြီးအဘဆရာတော်များနာမည်ကြီးလေးပါးနဲ့သူရတ္တိမေတော်တို့ကိုတောက်တော်ရေးချမ်းစီမီပန်တတိအုံငပြောစတာတွေကိုကတ်လူပူဇော်တယ်အဲ့ဒါဒါနပါရမီပြနောက်တစ်ခုက ကျွန်တော်တို့ရွှေညောပညာခံယူထားသူတွေဟာပရိစိတ်တရားထိုင်ကမ္မထံအားထုတ်ဖို့အဘဆရာတော်တွေမိတ်မာခဲ့တယ်ဒါနဲ့မေးပြရစီအောင်ပါရမီ၁၀ပါးဆိုတာကိုညိုကြီးအကုန်သိလားဟုရောဆိုမေးမြန်းလိုက်ရာဝိညိုကြီးသည် ရမဖြစ်နိုင်ပဲလူရှင်တော်မိုးကြော်ဟာသပြသည့်အတိုင်းမျက်လုံးပေကလပေကလဖြစ်နေလေ၏တို့ကြောင့်ကျွန်ုပ်သည်ပြောလက်စစကားကိုဖြတ်ကာကိုညိုကြီးလာရတဲ့အကြောင်းရင်းလေးပြန်ပြောပါအောင်ခမားဟုကောင်းမွန်စွာမေးလိုက်ရာ၎င်းမှလည်းဒီလိုပါဆရာရဲ့စောစောကရွာထဲကကလေးတယောက်ကိုခွေးကြိုက်သွားလို့ပါကြိုက်တဲ့ခွေးကလည်းယူနေတဲ့ခွေးယူခမသူပိုးထီတာကိုတောင်းဆရာကကုသပေးနိုင်တယ်လို့ဇော်ထွန်းကပြောလို့ဆရာကိုလာပင့်တာပါ ူညီပေးပါအောင်ဆရာဟုတောင်းမွန်စွာပြောဆိုပင့်ဖိတ်လေ၏။ကောင်းပါပြီကွန်ကျော်ကြီးကျွန်တော်လိုက်ခဲ့ပါမယ်။အစကတည်းကအခုလိုကောင်းကောင်းမွန်မွန်ပင့်ရင်စကားတွေညာကြီးပြောစရာမလိုတော့ဘူးပေါ့။ရွှေညောပညာယူထားပြီးပြီပြောကကုလို့ရပြီကွာဆိုပြီးကုကျင်တိုင်းကုလို့မရသေးဘူး။ဆောင်းရန်ဆောင်းရန်အချက်တွေရှိသေးတယ်ခမ။နံပါတ်၁ဆရာလာပင့်တဲ့သူကရေးကြီးတော့ပြာအိန္ဒရီမဲ့လာပင့်ရင်မလိုက်ရဘူးနံပါတ်၂ဆရာကအိမ်ပေါ်မှာရှိနေတယ် လာပင့်နေသူကအိမ်ပေါ်လေးတောင်တက်မလာနိုင်ပဲအိမ်အောက်ကနေမယုံမသိဩခေါ်ပြီးပင့်တဲ့အခါရောပုံစံမျိုးနဲ့ပင့်တော်မျိုးဆိုရင် မလိုက်ရဘူးနံပါတ်3စေးကူသွားတဲ့အခါလမ်းခီးမှာမတာအသုဘရှိနေရင်အဲ့ဒီနေရာကဖြတ်ကျော်မသွားရဘူးကြွေဝိုက်ပြီးအချားလမ်းကသွားရတယ်နံပါတ်4ဝါရမိတ်တူရက်တွေမှာစေးကူသားဖို့ခရီးမထွက်ရဘူးဒီအချက်တွေဟာဂိုင်းတော်ကျုပ်အဘဘိုးတော်ဟန်ကိုတော်တိုင် လိုအပ်လို့မိန့်ခဲ့တာဗျာအချို့ကမဆိုင်ပါဘူးဆိုပြီးမလိုက်နာတာလဲရှိကောင်းရှိမှာပေါ့သူ့အကြောင်းနဲ့သူ့ဘောဟုကျွန်ုပ်မှ ရှင်းပြလေဤထို့အခါတစ်ချိန်လုံးငြိမ်၍နားထောင်နေသော စိန်မှုမောင်ကဝါရမိတ်တူရက်ဆိုတာဘယ်ရက်တွေကို ခေါ်တာလဲဆရာဟုဝင်မေးလေဤထို့ကြောင့်၎င်းအားဝါရမိတ်တူရက်များကို ရှင်းပြရပြန်ဤဘယ်လာမှမဆိုလာစမ်းလာစုပ်တရက်နေဟာတရင်ငွေငွေဖြစ်နေရင်အဲ့ဒီနေဟာ ဝါရမိတ်တူရဲ့ဘေလာမမဆူလာဇန်လာသုလေးရနေဟာ တနင်္လာနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘေလာမမဆူလာဇန်လာသုရှိရနေဟာအင်္ဂါနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘေလာမမဆူလာဇန်လာသု9ရနေ့ဟာဘုရုနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘေလာမမဆူလာဇန်လာသု6ရနေ့ဟာ ကြာသာပရိနိဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘယ်လာမှမဆိုလာဆန်းလာစုတုံးရနေ့ဟာအောက်ကြာနေ့ဖြစ်နေရင်အဲ့ဒီနေ့ဟာဝါရမိတ်တူရဲ့ဘယ်လာမှမဆိုလာဆန်းလာစုစနေနေ့တိုင်းဟာဝါရမိတ်တူရက်တွေပေါ်စိန်မှုမောင်ရင်မေးစရာရှိသေးရင်လည်းနောက်မှသာမေးပေတော့အခုလောလောဆယ်တော့ခွေးယူအကိုက်ခံရတဲ့လူနာစီကိုသွားကြရအောင်ဟုဆိုက ခွေးယူကိုက်လူနာအားသွားရောက်ကုတရန်အတွက် ကားဖြက်လိုက်ရ၏ထို့သောသွားကနေ၌ဦးတောင်းတရားနှုတ်ဆက်ရန်ကြည့်လိုက်ရာဘိုင်းကိုနောက်မြေပေါ်တွင် မျက်နှာအားသတင်းစာဖြင့်အုပ်ကအိပ်ပျော်နေသည်ကို တွေ့ရလေ၏နာကတော့ဆရာနှစေးရေးသားပြုစုထားသော မောသိရှင်ဝိဇ္ဇရတပါး၏ဂန္ဓာယီခရီအပိုင်း20ပျောက်တော်သူရှာရင်တွေ့ပါလိမ့်မယ်ဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ခမညာ